ီနေ့မနက်အာရုံတက်မှာပဲအီရန်ကအစ္စရေးကိုစောက်ဆော်နေပြီဖြစ်ပါတယ်အစ္စရေးမျိုးကြီးတွေကိုဒရုန်းတွေဒုံးကြီးတွေနဲ့ရဲဆက်ဆက်အပြစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ် စွန်စကောနီတက်ခဲမှုဟာမြေပြင်ခြေဆိုင်ဒုံးကြီးအစင်းတရာနီပါလောက်ကိုနှစ်တောက်ခွဲပစ်ခတ်ခဲ့တာဖြစ်ပြီးတယ်လီဘစ်နဲ့ဂျေယုစလင်တို့မှာရှိနေတဲ့လူနေထူထပ်တဲ့ area တွေကိုပစ်ခတ်ခါတာဖြစ်တယ်လို့အစ္စရေးကထုတ်ပြန်ပါတယ်။အစ္စရေးစစ်တပ်ဟာအီရန်ဒုံးကြီးအများစုကိုဂျားဖြတ်ပစ်ချနိုင်သည့်တိုင်အောင်မှအခုတိုက်ခိုက်မှုတွင်မှလူပေါင်း30ကျော်ထက်မနည်းဒဏ်ရာရခဲ့ပါတယ်။စွန်စကောရဲ့မနက်ပိုင်းမှာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေနဲ့စစ်စခန်းတွေကိုအစ္စရေးကလေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးခဲ့တယ်နော်။အီရန်ကအခုလိုလက်တုံ့ပြန်ခဲ့တာပါ ါအဲ့ဒီလိုဒုံးကြီးတွေနဲ့မပြစ်ခတ်ခင်အီရန်ဟာအစ္စရေးကိုဒုံးတွေများပြားဆေးလွတ်ပြီးလဲတိုက်ခတ်ခဲ့ပါတယ်အီရန်ရဲ့အဒီပတီအရာဒိုလာအလီခါမီနီကအီရန်ကိုထိပါရန်ဆားလို့အစ္စရေးဟာပြင်းပြင်းထန်ထန်ပြစ်ဒဏ်စီရင်ခံထိုက်တယ်လို့ပြောပါတယ်အစ္စရေးရဲ့တိုက်ခတ်မှုမှာအီရန်ရဲ့စစ်ဘက်နဲ့ရဲဘက်ခေါင်းဆောင်တွေနျူကလ িয়ার သိပ်ပံပညာရှင်တွေပါသေဆုံးပါတယ် အီရန်ကပစ်ခတ်လိုက်တဲ့ဒုံးကြီးတွေကိုအစ္စရေးလက်ကျောင်းရဲ့ကာကွယ်စနစ်တွေကကြားဖြတ်ပစ်ချချိန်ညပိုင်းကောင်းကင်မှာပောက်ကွဲတဲ့နေစူညံပြီးရောင်တွေထိန်လင်းသွားသလိုမြေပြင်ပေါ်ကအဆောင်တွေလည်းတိမ့်ပိမ့်တုံနေခဲ့ပါလိမ့်ပြည်သူတွေဟာတညာလုံးတစ်မိနစ်လုံးမအိပ်နိုင်ဘူးလို့ဆိုပါတယ်တယ်လီဗီယိုဂျေယူစလမာပါလေကျောင်းအန်ဒီရဲ့အချက်ပေးအော်အော်တန်နေစူညံနေပါလိမ့်မြပြည်မှာရှိနေတဲ့ AP သတင်းတောက်တွေကတယ်လီဗီမှာအီရန်ရဲ့ဒုံးကြီးအနည်းဆုံး20ကြားရောက်ပေါက်ကွဲကြောင်းပြောပေမဲ့ထိခိုက်သေဆုံးမှုအခြေအနေတိကျမသိရပါဘူး တဲလဘီမှာရှိတဲ့ဆေးုံတစ်ခုကတော့အီရန်ရဲ့ဒုတိယအုပ်ဒုံးကျည်နဲ့တိုက်ခိုက်မှုပြီးလူနာ၁၀ဦးထက်မနည်းရောက်လာတယ်ဆိုပါတယ်။မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကတော့အီရန်ရဲ့တိုက်ခိုက်မှုမှာအသေးပြောက်မရှိသေးပေမဲ့လူ34ဦးထန်းရထားတယ်ဆိုပါတယ်။အစ္စရေးဆိုရဟာအီရန်ကနျူကလ িয়ার လက်နက်တွေထုတ်လုပ်နိုင်ဖို့ရက်သက်တပတ်အနည်းငယ်ထိနီးကပ်လာတဲ့အတွက် လက်ဦးမှုရယူတက်ခတ်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။အီရန်ကနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်သွားရင်အစ္စရေးရဲ့ရှင်းတဲ့ယက်တိမှုကိုအကြီးအကျယ်ချိန်ချောက်လာနိုင်လို့အဲ့ဒီချိန်ချောက်မှုကိုကြိုရှင်းလိုက်တာလို့ဆိုပါတယ်။အစ္စရေးဂျိုနေတာညာဟုကအီရန်ဟာပြစ်မှတ်တွေကိုတိုက်ခိုက်တဲ့စစ်စင်ရေးတွေမပြီးဆုံးသေးပဲ လိုအပ်ရင်လိုအပ်သလိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်းသတိပေးထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုင်ပိုင်းကအီရန်ကနေအစ္စရေးဘက်ကိုဒုံးကျည်ဒါဇင်နဲ့ချီပစ်ခတ်တိုက်ခိုက်ပါတယ်။တချို့ကိုကျွန်တော်တို့လေကြောင်းရံကာကွယ်ရေးအိုင်ယွန်ဒုံးတွေကဂျားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။တီဟီရန်ဘက်မှာလည်းပောက်ကွဲသံတွေအများပြားကြားရကြောင်းနဲ့တီဟီရန်နဲ့မာဘတ်လေစိတ်ကိုဒုံးကျည်နဲ့စီးချိမှန်ခဲ့ပါတယ်။ အီရန်ကောင်းသောမိုင်းတိုင်းရာနေရာနဲ့နေတဲ့လေဆေးမှာတိုက်လေရင်နေတဲ့သေပုဆောင်ရင်နေထားရှိတဲ့လေတက်ခြေဆိုင်စခန်းတွေရှိပါတယ်။အီရန်တမှုတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေစီရင်တဲ့နျူကလ িয়ার ပြစ်မှတ်တွေကိုအစ္စရေးတိုက်ခိုက်မှုအားလက်တုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းဒုံးကျည်အစင်းတရားထက်မနည်းနဲ့ပြစ်ချခဲ့ပါတယ်။အီရန်ရဲ့တိုက်ခိုက်မှုကတယ်လီဗီယံတဝိုင်းမှာအသေးပြောက်များပြားတယ်လို့သိရပါတယ်။ အမေရိကန်သမ္မတထရန့်ကတော့အီရန်နေနဲ့နျူကလ িয়ার သဘောတူညီမှုတစ်ခုလုပ်ဖို့တိုက်တွန်းလိုက်ပြီးအစ္စရေးတို့ကနေဒီထက်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေဆက်လုပ်လိမ့်မယ်လို့သတိပေးထားပါတယ်။ကုလသမဂ္ဂထရေဒီယမ်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတော့အီရန်ရော အစ္စရေးရောနှစ်ဖက်လုံးအရှိန်မြင့်တက်နေတဲ့စစ်ရေးချင်းတွေကိုရပ်တန့်ဖို့တောင်းဆိုနေပါတယ်။ဒါမဲ့ဂူတာရက်ရဲ့စကားကိုဘယ်သူကမှအရေးလုပ်ခြင်းမရှိဘူးလို့သိရပါတယ်။ဂူတာရက်ကတော့ငြိမ်းချမ်းရေးနဲ့တနမယ်ရေးကအောင်ပွဲဖြစ်ရမယ်ဆိုပြီးထပ်လောင်းပြောနေပါတယ်။ တေမာမှုတွေဟာထွတ်ထိပ်ကိုရောက်ရှိလာပြီးဖြစ်ပါတယ်။အရှေ့လက်ပိုင်းဒေသမှာစစ်ပွဲကြီးတစ်ခုဖြစ်လာနိုင်တဲ့အန္တရာယ်တွေရှိနေပြီလို့သုံးသပ်သူတွေကပြောပါတယ်။အီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုဟာကြီးမားပြင်းထန်တယ်လို့ဖော်ပြသလိုအစ္စရေးတို့ကလည်းလေကြောင်းရဲ့ကာကွယ်စနစ်နဲ့အများစုကိုပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်နှစ်ဖက်လုံးရဲ့စည်ရေးအသွင်ပြေဟာဒေသတွင်းမတည်ငြိမ်မှုကိုပိုမိုဆိုးဝါးလာစေမှာဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။ အီရန်ကိုတိုက်ခိုက်တဲ့အစ္စရေးကိုတော့ရုရှားကပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။တနမန်ယင်းနီးနဲ့ဖြည့်ရှင်းဖို့တောင်းဆိုနေပါတယ်။ရုရှားအနေနဲ့အီရန်ကိုအစ္စရေးကတိုက်ခိုက်တဲ့လို့ရရှုတ်ချကြောင်းရုရှားဟာအကြမ်းဖက်ဝါဒကိုလုံးဝလိုမရှိကြောင်းပူတင်ကပြောပါတယ်။အစ္စရေးကအီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာစောင့်တွေစီးပိမှတ်တွေကိုတိုက်ခိုက်ပြီးအီရန်ဘက်ကဗိုလ်ချုပ်ကြီးနှစ်ဦးပါဝင်ပညာရှင်တွေတေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝရှုတ်ချတယ်လို့ဆိုပါတယ်။ ။အစ္စရေးတိုက်ခိုက်မှုကြောင့်ပဋိပက္ခအစားပြုခဲ့ပြီးတဲ့အချိန်မှာပဲပူတင်ဟာအစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကိုရောအီရန်သမ္မတမာဆုဒ်ပဇာရှကီယန်ကိုပါနှစ်ယောက်လုံးကိုပါဖုံးခေါ်ခဲ့ပါတယ်။ပဇာရှကီယန်နဲ့စကားပြောတဲ့အချိန်မှာတော့ပူတင်ကရုရှားအနေနဲ့အစ္စရေးရဲ့ကျူးကျော်တိုက်ခိုက်မှုကိုရှုတ်ချပြီးတော့အီရန်ဘက်ကယက်တီမယ်လို့ပြောပါတယ်ပြီးတော့အစ္စရေးတိုက်ခိုက်မှုကြောင့်ထိခိုက်သေးချေခွေတဲ့သူတွေအားလုံးအတွက်စာနာနားလဲပါကြောင်းပြောပါတယ်နေတာညာဟုနဲ့ဖုံးပြောတဲ့အခါမှာပူတင်ကအီရန်ရဲ့နျူကလ িয়ার စီမံနဲ့ပတ်သက်လို့ တဘောထောက်ကွဲလွဲတာကိုတဏမန်ရင်းနီလာနေနဲ့ဆွေးနွေးဖြေရှင်းဖို့တိုက်တွန်းခဲ့ပါတယ်။အစ္စရေးအနေနဲ့ဒီပြဿနာကို ဖြေရှင်းတဲ့အခါဘုံဥစားနိုင်ငံရေးနဲ့တဏမန်ရင်းနီလာနဲ့အသုံးပြုဖို့လိုအပ်ကြောင်းပူတင်ကပြောပါတယ်။အရှေ့လက်ပိုင်းပြည်ပကားတွေပုံမှန်စုပွက်လာတဲ့အချိန်မှာရုရှားဟာနှစ်နိုင်ငံလုံးနဲ့နင်းနီကက်ကက်ဆက်သွယ်မယ်လို့ Kremlin ကထုတ်ပြန်ပါတယ်။စောပိုင်းမှာတော့ရုရှားဟာအစ္စရေးအီရန်ပြည်ပကနဲ့ပတ်သက်လို့သဘောထားထုတ်ပြန်ခဲ့ရမှာအစ္စရေးရဲ့တိုက်ခိုက်မှုဟာတစ်ဖက်သက်လို့ဆောင်ချက်လို့ဆွဆွဲပြီးအီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်ပြီးတဏမန်ရေးအထောက်အမှုကိုဖျက်ဆီးခဲ့တယ်လို့ဝေဖန်ထားပါတယ်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါလေအမေရိကန်နိုင်ငံလောင်းဂျယ်လစ်မြို့မှာတပတ်နီးပါးကြာတဲ့ဆန်နော့ပြပွဲတွေနှင်နှင်းမှုစစ်တဲနေရာချထားတဲ့တမလထွန့်အစိုးရလို့ရဟာတရားမဝင်ဘူးဆိုပြီးဖက်ဒရယ်တရားသူကြီးတယောက်ကတားမြစ်လိုက်ပါလေဒါပေမဲ့တမလထွန့်ကတော့ဒါကိုအယုံဆိုင်ခြင်းတော့မရှိဘူးလို့ဆိုပါတယ် ကယ်ဖိုးနီးယားပြည်နယ်ကလည်းဆေလွတ်ထားတဲ့မျိုးသားကာကွယ်ရေးတပ်ကိုပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နီယူဆန်စီလုတ်ပိုင်ခွင့်ပြန်လွှဲဖို့အတွက်ပါမိန့်ချပါတယ်။ဒါပေမဲ့ထရန့်ဆိုရဘက်ကယူကန်ဝင်ခဲ့တဲ့အလျောက်တရားသူကြီးမိန့်ဟာချက်ချင်းအသက်ဝင်အောင်မှမဟုတ်ဘူးလို့သိရပါတယ်။ကယ်ဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နီယူဆန်ရဲ့သဘောတူညီချက်မပါဘဲတပ်ဖွဲ့ဝင်တွေဆေလွတ်ခဲ့တဲ့အမိန့်ကြောင့်ထရန့်ကိုပြည်နယ်ဘက်ကတရားစွဲထားပါတယ်။မေဂန်သမားထရန့်ကတော့သူ့ရဲ့လူဝင်မှုကြီးကြပ်မှုအားအပေါ်ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာအလေးမျိုးကြီးမီးလောင်ပြမကြအောင်စစ်တပ်ကိုဆေ လွတ်ခဲ့ရတာလို့တုံ့ပြန်ထားပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်ရဲ့တောင်းဆိုချက်အရခန့်ဟာမျိုးသားကာကွယ်တပ်စေလို့ရမှာလွတ်တော်ကချမှတ်ထားတဲ့ဥပဒေလိုက်နာခဲ့သလားဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်။အဲနောက်ခံတရားသူကြီး Charles Ryan ကခန့်ဟာလိုက်နာခဲ့ခြင်းမရှိတဲ့အပြင်သူ့လုပ်ရည်တွေကလည်းဥပဒေနဲ့မညီဘူးလို့ထုတ်ပြန်ပါတယ်။ကမ်ဘီနျူဇန်ကလည်းအားလုံးသိပြီးသားကိစ္စကိုတရားဝင်အနေနဲ့တည်ပြုပေးလိုက်ပါပြီစစ်တပ်ကစစ်မြေပြင်မှာသာရှိသင့်ပါတယ်မြို့တွေလမ်းပေါ်မှာမဟုတ်ဘူးလို့ပို့စ်တင်ပါတယ်ဒေသဆိုင်ရာအာဏာပိုင်တွေကတော့အချင်းလေးထိန်းချုပ်ထားနိုင်တယ်လို့ စစ်တပ်စေလို့ဖို့လည်းမလိုအပ်ပါဘူးလို့ဆိုပါတယ်။ပုံမှန်အဖြစ်ပြည်နယ်အုပ်ချုပ်ရေးမှူးလောက်မှရှိတဲ့တပ်ဖွဲ့တွေကိုထုံမတော်မှု gap in use အကောင့်ပေါ်မှာ train ha marine တပ်သား900ကျော်အမိမြေလုံးကျောင်းတပ်ဖွဲ့ကို4000အထိဖြန့်ကျက်နေရချဖို့အမိန်ပေးခဲ့တာဖြစ်ပါတယ်။ဒါဟာ train ဆိုရကပုံကန်ထားကြွမှုဖြစ်တဲ့အခါသမ္မတတယောက်အနေနဲ့မျိုးသားအဆောင်တပ်ကိုစင့်ခေါ်ခွင့်ရှိတဲ့ဥပဒေအရအကောင့်ထဲပေါ်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်မှာ2ကွန်ပျူတာနဲ့ရောက်လာခဲ့တဲ့ရွှေပြောင်းချေချသူ9သိန်းကျော်ကိုပါပြည်တွင်းကလည်းအများထောက်ခွာဖို့မိန့်ထုတ်မယ်လို့သိရပါတယ်။ဂျိုးပါနဲ့လက်ထက်မှာပြည်နယ်တန်းပေးခံထားတာနဲ့ယာယီကင်းလုံခွင့်ရခဲ့တဲ့ကျူဘာဟေဒီနီကရာဂွာနဲ့ဗီနီဇွဲလားသားသိန်းနဲ့ချီကိုအီးမေးပို့ပြီးတည်ပေးမဲ့ကြောင့်ပြည်ထောင်ဌာနကထုတ်ပြန်ပါတယ်။အဲ့ဒီညင်ကြကြဟာထရန့်ဆိုရဲ့ဆူလိုက်ပြောလိုက်ပြည်နယ်ပေးအစီအစဉ်ကိုစတန်ကျင်ကန့်ကွက်သူတွေစီကလည်းဥပဒေကြောင်းအရတရားစွဲဆိုတာတွေနဲ့ရင်ဆိုင်ရနိုင်တယ်ဆိုပြီးခံမှန်းထားပါတယ်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ဩစတြေးလျနိုင်ငံက drone ဖြင့်စနစ်တီထွင်မှုကိုအရှိန်မြှင့်တင်တယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ခန့်ကဩစတြေးလျနိုင်ငံရဲ့ drone share company ဟာ drone တွေကိုထောက်လမ်းပြီးဖြတ်ချနိုင်တဲ့စနစ်တီထွင်မှုဝန်ထမ်း90နဲ့စတင်ခဲ့ပေမဲ့လက်ရှိမှာဝန်ထမ်းရေအတွက်285ဦးထိမြင့်တက်ခဲ့တယ်လို့ Nikkei Asia ကဖော်ပြပါတယ်။2014ကစတင်တီထောင်ခဲ့တဲ့ drone share company ကလက်ရှိဈေးကွက်တန်ဖိုးဒေါ်လာ148တန်နဲ့အတူ Australia Store အချိန်မှာပေါင်းဝင်လာပြီး drone တွေကိုတံပြန်တဲ့စနစ်တီထွင်မှုအားအရှိန်မြှင့်လို့ဆောင်နေပါတယ်။ ဒရုန်းတွေကခေတ်သစ်စစ်ပွဲမှာအရေးကြီးတဲ့ခန့်ကဏ္ဍကပေါ်ဝင်လာမှုနဲ့အတူဒီဒရုန်းတွေကိုတံပြန်တဲ့စနစ်အားဝယ်လို့အားလည်းမြင့်တက်ပါလေဒရုန်းတွေရဲ့ရေဒီယိုချိန်နှုန်းကိုထောက်လန်းပြီးတော့ချိန်နှုန်းကိုတံပြန်လွှင့်မှုဖြတ်တဲ့ဒီစနစ်ကိုလက်ရှိမှာယူကရိန်းစစ်ပွဲပါဝင်နိုင်ငံပေါင်း80ကျော်မှာအသုံးပြုလာပါလေဒါအပြင်ဒရုန်းရှယ်ကုမ္ပဏီက2024မှာအာရှကာကွယ်ပစ္စည်းများပြပွဲမှာလည်းတည်ဆောင်ရလွယ်ကူတဲ့ဒရုန်းကန် MK4 မျိုးရှိဒရုန်းဖြတ်လက်နက်ကိုပြသခဲ့ပါလေ electro optic system EOS နဲ့30မမတနပြောင်းကို radar နဲ့တွဲပြီး drone တွေကိုစွန့်ရဲအသုံးပြုပစ်ချတဲ့လက်နက်ဖြစ်တဲ့ sling car ကဲ့သို့စနစ်ဟာတစ်ကြိမ်300ဒေါ်လာ155ဒေါ်လာမှ1950ကျားသာကုန်ကြတဲ့အတွက်ဒေါ်လာတောင်းချီကုန်ကြတဲ့ဒုံးကြီးစနစ်ထပ်ပုံပြီးကုန်ကြစေတတ်တာပါလေ။ဒါအပြင်ဩစတြေးလျရဲ့ AIM Defense Company ကထုတ်တဲ့လေဆာလက်နက်ဖြစ်တဲ့ Tesla, Tesla Plan နဲ့ Fratel တို့ဟာ မိုင်ဝက်ကျော်အကွာဝေးတင်းကဒုံးတွေကိုဖျက်ချနိုင်ပါလေ EOS နဲ့ဟာအော်စတြေးလျနိုင်ငံတော်ဒုံးတက်မြေအစီအစဉ်ဖြစ်တဲ့ Project Lan 156စီမံကိန်းပြပလဲဖြစ်ပါလေမြန်မာခေတ်စစ်ပွဲကိုဒုံးတွေနဲ့ဒုံးဖျက်လက်နက်ကပုံမူကြီးစိုးလာမှနဲ့တူအော်စတြေးလျကလည်းဒုံးဖျက်လက်နက်ထုတ်လို့ရမှာပြန်ဆက်မှုမြင့်တက်လာတဲ့ကမ္ဘာလုံးဆိုင်ရာစီးပွဲမှာဒုံးဖျက်လက်နက်ထုတ်လို့မှုကိုပုံမူအရှိန်မြင့်တက်လာခဲ့တယ်လို့သိရပါလေနောက်ထပ်သတင်းပို့ပြောချင်ပါလေ မောင်းသူမဲ့တက်စီတွေစမ်းသပ်ပြည့်စုံမှုတက်စလာကပြင်ဆင်နေပါတယ်တက်စလာလျှက်စက်ကားကုမ္ပဏီကမောင်းသူမဲ့ရိုဘိုတက်စတီဝန်ဆောင်မှုကိုလာမယ့်ဇွန်22မှာစတင်ကမိတ်ဆက်ဖို့စီစဉ်ထားကြောင်းကုမ္ပဏီ CEO Elon Musk ကပြောကြားခဲ့ပါတယ် Elon Musk နိုင်ငံရေးမြင့်ကြောင်းဥရောပမှာတက်စလာကားတွေရောင်းအားကျဆင်းနေတဲ့ပြင်လျှက်စက်ကားစီးကွက်မှာအပြိုင်ဆိုင်ခတ်ပေါ်လာတဲ့အတွက်တက်စလာကုမ္ပဏီအတွက်ရိုဘိုတက်စီဝန်ဆောင်မှုကိုအောင်မြင်စွာမိတ်ဆက်ဖို့ကအရေးပါတဲ့ခံခံနာဖြစ်နေပါတယ် အီလိုမက်ဆာဇေတ္တာတဲ့ EV platform တည်ဆောင်းမဲ့စီစဉ်ကိုဖြတ်သိမ်းပြီး Tesla အနာဂတ်ကိုမောင်းသူမယင်းနေပေါ်မှာလောင်းကြီးထက်နေပါတယ်။အခါချင်းငွေပေးစီရမဲ့ robot တက်စီဝန်ဆောင်မှုကိုတက်ဆက်ပြီးနဲ့ Austin မြို့မှာ Tesla Model Y Sub အစီး20နဲ့ Kansas area အတွင်းစတင်ပြည့်စွံမှာပါ။ဒီနေ့ကွန်ပိုင်းမှာမောင်းသူမယင်းတွေကိုတင်းတင်းကြပ်ကြပ်ကန့်သက်ထားတဲ့ကယ်ဖိုးနီးယားပြည်နယ်ပါဝင်အမေရိကန်ရှိခြားပြည်နယ်တွေမှာပါဝန်ဆောင်မှုချဲ့ထွင်သွားမှာဖြစ်ပါတယ်။မောင်းသူမယင်းတွေကိုဈေးကွက်မှာရောင်းချဖို့ ောင်ကျိုးရင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုစီကံတင်းကျပ်မှုရင်းနှီးမြှုပ်နှံမှုအဆရှိတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်စွန်28ရက်စပြီးတော့ Tesla ကားတွေဟာစေုံကားလေးဝယ်သူတွေရဲ့အင်ဂျင်စီသူ့ဘာသာလိုလျောက်မောင်းနေမှာဖြစ်တယ်လို့ Elon Musk ကပြောပါလေ။ကားလုံးကြိုးရင်းပိုင်းနဲ့ပတ်သက်လို့အထူးပြုပြီးအောင်မှာဖြစ်လို့မိတ်ဆက်မဲ့ရက်ကအပြောင်းအလဲရှိနိုင်တယ်လို့ Elon Musk ကဆိုပါလေ။ ပြန်ပြီးတော့လက်စားချေတဲ့အနေနဲ့အီရန်ကအစ္စရေးကိုပြန်တိုက်နေပြီလို့သိရပါတယ်။လက်တလုံးမှာတော့ဒရုန်းအစင်းပေါင်း100ကျော်ပစ်ခတ်လိုက်ပြီလို့ဆိုပါတယ်။အီရန်ရဲ့နျူကလ িয়ার နဲ့စစ်ပဆိုင်ရာပစ်မှတ်တွေအစ္စရေးကတိုက်ခတ်ခဲ့တဲ့နောက်အီရန်ကလည်းအစ္စရေးဘက်ကိုဒရုန်းအစင်း100ကျော်နဲ့တုံ့ပြန်ပစ်ခတ်ပါတယ်။အစ္စရေးစစ်တပ်ကဇွန်စလနေ့မှာအီရန်ကပစ်လို့တဲ့ဒရုန်းတွေကိုကြားဖြတ်ဟန်တာနေတယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒီမနက်ကနေပိုင်းမှာတော့မြို့တော်မှာအစ္စရေးဟာ အီရန်နိုင်ငံအနှံ့ပြောင်းမှရှိတဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံတွေစစ်ခန်းတွေကိုလေကြောင်းကနေပြင်းထန်တိုက်ခိုက်ပါတယ်။အစ္စရေးလေကြောင်းကဝေးစနစ်အလုံးဟာနိုင်ငံပိုင်နဲ့စီဥတီလာတဲ့လေကြောင်းချင်းချောက်မှုတွေကိုကြားဖြတ်ပစ်ချနေပါတယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူအရာရှိ Affidavit Frank ကဆိုပါတယ်။အစ္စရေးအနေနဲ့လက်ရှိထက်ပိုပြီးခက်ခဲလာမဲ့အခြေအနေကိုမျှော်လင့်ထားတယ်လို့ဆိုပါတယ်။အစ္စရေးဟာအီရန်ကိုတိုက်ခိုက်ပြီးတဲ့နောက်နိုင်ငံအနှံ့မှာအရေးပေါ်အခြေအနေကြီးညာပြီးအီရန်ရဲ့လက်တော့ပြန်လာနိုင်ခြေရှိတဲ့ အရာတွေအလုံးအတွက်ပြင်ဆင်ဆောင်ရမ်းနေပါတယ်။အစ္စရေးတိုက်ခိုက်မှုတွေမှာအီရန်ရဲ့အရေးပါတဲ့စစ်ဘက်အရက်ဘက်ခေါင်းဆောင်တွေနဲ့နျူကလ িয়ার ပညာရှင်တွေပါတိုက်ဆုံးခဲ့ပါတယ်။အီရန်ကအစ္စရေးကိုဒုံးကျည်နေ drone တွေနဲ့ပစ်ခတ်တယ်ဆိုတာဟာလက်တုံးပြန်မှုရဲ့ဦးအစအစစ်လောက်သာရှိတယ်လို့ယုံကြည်ရပြီးတော့အီရန်ဆိုရကအစ္စရေးကိုခေါက်ခေါက်တီးတီးဒဏ်ခတ်မယ်လို့ချိန်ချောက်ထားပါတယ်။ရှိလေပိုင်းဒေတာပြနိုင်ငံတစ်ခုဖြစ်တဲ့ဂျော်ဒန်ဆိုရသတင်းဌာနကတော့မိမိတို့လေပိုင်းနဲ့ဖြောင်းလာတဲ့ဒုံးကျည်တို့ကို ကြအဖြတ်ပြစ်ချခဲ့ရတယ်ပြောပေမဲ့အသေးစိတ်ကိုတော့မထုတ်ပြန်ပါဘူးအစ္စရေးမီဒီယာတွေကတော့ Syria နေပိုင်းနဲ့ကိုပါဖြစ်ပြက်လာတဲ့ drone တချို့ကို Israeli ကြောင်းကာကွယ်ရေးစနစ်ကစတင်ပြီးပြစ်ချနေပြီလို့ဖော်ပြထားပါတယ် Iran ရဲ့လက်တုံ့ပြန်မှုကိုစိုးရိမ်ရတာကြောင့် Israel Jordan နဲ့ Iraq နေပိုင်းတွေမှာရပ်ပတ်လျင်ပြန်တမ်းမှုဟာလောကနီးပါးကြီးကင်းရှင်းသလောက်ဖြစ်နေပါတယ် Israel နိုင်ငံရဲ့ရှင်သန်ရည်တည်မှုကိုကြီးကြီးမားမားချိန်ချောက်လာတဲ့အတွက် Iran ကိုတိုက်ခိုက်တဲ့စစ်စင်ရေးကိုမဖြစ်မနေအကောင့်ထဲပေါ်ရတာလို့ ။အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတညာဟုကကြေညာထားပါတယ်။အီရန်ရဲ့နျူကလ িয়ার မီးပညာအကောင့်ထဲဖော်မှုကိုတားဖို့အမေရိကန်နဲ့အီရန်ကြားဆွေးနွေးမှုတွေတိုးတက်မှုကိမဲ့သွားတဲ့နောက်မှာတော့ချက်ချင်းဆိုသလိုပဲအီရန်နျူကလ িয়ার အဆောက်အအုံကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်ကတော့အဲ့ဒီတိုက်ခိုက်မှုမှာမိမိတို့အနေနဲ့လုံးဝပါဝင်ခြင်းမရှိဘူးဆိုပြီးဆိုထားပါတယ်။ဒါပေမဲ့ အမေရိကန်ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီးလူကောက်မှယုံကြည်မှုမရှိဘူးလို့ဆိုပါတယ်။လက်ရှိမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ရေနီယန်တန့်စင်ဆိုင်တွေအပါအဝင်အစ္စရေးအီရန်စစ်တပ်ကာဝေးဦးစီးချုပ်တွေတေဆုံးခဲ့ရတယ်လို့အီရန်ကတရားဝင်သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်နျူကလ িয়ার စီမံကိန်းတွေနဲ့ရေနီယန်တန့်စင်ရဲ့ဆိုင်အောင်ပျက်စီးခဲ့ရတယ်လို့ တော်လိုင်းဆောင်တက်စူးစီချုပ်ဘိုဂျိုဂျီဟူစင်စလာမီအီရန်စစ်တပ်စူးစီချုပ်ဘိုဂျိုဂျီမိုဟာမက်ဘာဂရီတို့ပါတေဆုံးခဲ့ရကြောင်းအီရန်စစ်သတင်းဌာနကထုတ်ပြန်ပါလိမ့်နျူကလ িয়ার စီမံကိန်းကိုတောင်းယူတဲ့ US အင်ဂျင်နီယာတက်တမှုချုပ်ဘိုဂျိုဂိုလာမာလီရာရှစ်လည်းတေဆုံးခဲ့ရတယ်လို့ရာဒူလာလီကွန်မြူနီရဲ့စီရေးချက်မီအလီရှန်ခါနီလည်းအပြင်းထန်ဒဏ်ရာရခဲ့ပါလိမ့်တယ်လီနီယာကျောင်းနဲ့ပြင်းထန်တိကျတဲ့လက်နက်မျိုးစုံ၃ရာကျော်၃ဤရန်ထိတ်တဲစစ်ကောင်းဆောင်တွေပုံအောင်နေထိုင်တဲ့နေရာတွေနဲ့အီရန်နိုင်ငံတော် အရေးကြီးပြစ်မှတ်တရကြောတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးလီတပ်ကအတီလင်းသတင်းထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အီရန်ကိုတိုက်ခိုက်မှုမှာမိမိတို့မပါဝင်ဘူးလို့အမေရိကန်ကတရားဝင် ပြောပါတယ်။အီရန်ကိုအစ္စရေးကစစ်ဆင်ရေးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အတွက်အမေရိကန်သမ္မတထရန့်ကတောက်ကြနေဒေသစံတွေနဲ့ဆက်တနေမှာနိုင်ငံတော်လုံခြုံရေးကောင်စီစီရေးကိုကျင်းပပြုလုပ်သွားတယ်လို့သိရပါတယ်။အချိန်ထဲမှာပဲအစ္စရေးကအီရန်နျူကလ িয়ার နယ်မြေတွေဗိုလ်ချက်တိုက်ခိုက်မှုမှာ မိမိတို့ပေါင်ပတ်သက်ခြင်းမရှိဘူးလို့အမေရိကန်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကဒေတာနဲ့ပြည်ပကပုံမနှဆိုင်သွားစေဖို့တုံ့ပြန်နိုင်တဲ့အန္တရာယ်ရှိနေပါတယ်အစ္စရေးကတိုက်ခိုက်မှုကိုတစ်ဖက်သက်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းနဲ့အီရန်နဲ့အမေရိကန်ကိုလက်တုံ့ပြန်မှုမျိုးမလုပ်ဖို့သတိပေးကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီးနောက်မကြာခင်မှာပဲအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရူဘီကပြောပါတယ်အီရန်တိုက်ခိုက်မှုမှာကျွန်တော်တို့ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။ဒေသတွင်းကအမေရိကန်တပ်တွေကိုကောက်ကွယ်သွားဖို့ကကျွန်တော်တို့ထိတ်တန့်ဦးစားပေးပါ အီရန်နဲ့အမေရိကန်ဂျိုးစီးပွားကိုဖြစ်စေအမှုထမ်းတွေကိုဖြစ်စေပြစ်မှတ်ထားတာမျိုးမလုပ်ဖို့ရှင်းရှင်းလင်းလင်းအသိပေးကျင်တယ်ဆိုပါတယ်အမေရိကန်ဟာအစ္စရေးအစစ်အစင်နဲ့ရှောင်ဖယ်နေရတာဟာအများသိအချက်ဖြစ်တော်ညာလည်းပဲအီရန်နိုင်ငံမှာရုပ်သံကချင်းချင်းပြဝါရှင်တန်ကိုပြစ်ဆိုခဲ့တာခလေးတွေတည်ဆုံးခဲ့တဲ့တိုက်ခိုက်မှုမှာကျင်ရပါလို့ဆွဆွဲထားပါတယ် Operation Rising Lion လို့အမည်ပေးထားတဲ့အစ္စရေးတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার ပရိုဂရမ်နဲ့တခြားစစ်ဘက်နယ်မြေတွေပြစ်မှတ်ထားခဲ့တာလို့အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်သတင်းပို့ပြောကြပါမယ် အီရန်ကိုခုလိုလုပ်တဲ့အတွက်ခါသီကြံတက်တဲ့ကံကြမ္မာကိုအစ္စရေးအနေနဲ့ကြုံစေရမယ်လို့အီရန်ဒီပတီအရာဒိုလာအလီခါမီနီကချင်းချောက်ပြောသွားပါတယ်ဇွန်7ရက်နေ့စောပိုင်းမှာ အစ္စရေးကမြို့တော်တီဟီယာပါဝင်တဲ့အီရန်နိုင်ငံအနှံ့မှာရှိတဲ့နျူကလ িয়ার နေပညာဆိုင်ရာအဆောင်တွေနဲ့စစ်စခန်းတွေပြင်ပထားပြင်းထန်တိုက်ခိုက်လာပါတယ်။နောက်ပိုင်းကျမှအီရန်ဆိုရဒီပတီအရာဒိုလာလီခမ်မီနီကပြည်သူတွေစီရုံးမြင့်တန်ကြားကတစင်သတင်းစကားပေးပို့ရမှာအစ္စရေးလုပ်ရက်ကိုရာဇဝတ်မှုတစ်ခုလိုဝေဖန်ပြီးပြင်းထန်တဲ့ပြစ်ဒဏ်စီမယ်လို့ကြုံးဝါသွားပါတယ်။ ဣဇရဲဟာယဒာဧရိယာတွေကိုရွေချက်ရှိတိုက်ခိုက်ခဲ့တယ်လို့ဆိုဆဲပြီးဒီလောက်ရဟာဣဇရဲဆိုရကဘလောက်သွေးစာပြီးမကောင်းဆိုးဝါးဆန်တယ်လဲဆိုတာမြင်သားစေတယ်ပြောပါတယ်။အီရန်ကိုကျူးကျော်ထိပါတိုက်ခိုက်တဲ့လက်ရွက်ကိုလက်တော့မပြတ်နဲ့အလျှော့ပေးစရာဘာကြောင်းမှမရှိဘူးလို့ဆိုပါတယ်။ဖျားသခင်လူတော်ရခိုင်မာတောင်းတင်းတဲ့အစ္စလာမ်နိုင်ငံတွေလက်နက်ကင်တက်တွေဟာဇီယူနဲ့ဝါဒီတွေကိုပြစ်ဒဏ်မစီရင်ဘဲခွင့်လွှတ်ပေးမှာမဟုတ်ဘူးလို့ခမ်မီနီကဆိုပါတယ်။ အစ္စရေးတိုက်ခိုက်မှုတွေအတွင်းအီရန်ရဲ့စစ်ဘက်ထိတ်တန်းရာရှိတွေနဲ့နျူကလ িয়ার သစ်ပျက်ပညာရှင်တို့သေဆုံးခဲ့တာကိုခါမီနီကိုရိုက်တီးပြုတ်ခဲ့ပြီးသူတို့ရဲ့လက်ထောက်တွေကချက်ချင်းစားတို့ဝင်ရောက်မယ်လို့ဆိုပါတယ်အစ္စရေးတိုက်ခိုက်မှုကြောင့်ခါမီနီပါဝင်အီရန်ဆိုရခေါင်းဆောင်ပိုင်းအားလုံးလိုသေဆုံးကုန်တယ်လို့သတင်းတွေထွက်ခဲ့ပေမဲ့ခါမီနီကတော့ဘေးကင်းတယ်လို့သိရပါတယ်အစ္စရေးတိုက်ခိုက်မှုစတင်ချိန်ကလေးကအီရန်ဟာနိုင်ငံလေပိုင်းနဲ့ပိတ်ထားသလိုအစ္စရေးကိုစီးရီးရတုံ့ပြန်မှုနဲ့အချိန်မြင့်ဖြစ်ပေါ်လာနိုင်တယ်လို့နိုင်ငံတကာစီးရီးလေးလာစောင့်ကြည့်သူတွေကပြောပါတယ် နောက်ထပ်သင်ပို့ပြောချင်ပါတယ်။ Trump ပေါ်မှာလူလူယုံကြည်မှုကြောင့်ဆင်းနေတဲ့နိုင်ငံများစွာမှာ American ပုံရိပ်ကြောင့်ဆင်းလာကြောင်းစစ်တမ်းတွေမှာဖော်ပြပါတယ်။လူလူသဘောထားမြင်ကိုသူတည်တနာပြတဲ့ American ခြေစိုက် Furious Center ကနိုင်ငံပေါင်း24နိုင်ငံမှာကောက်ယူခဲ့တဲ့စာတမ်းသစ်အရာမေယံသမားထွန်းနဲ့ပတ်သက်ပြီးစဉ်သမချက်ကြာစင်းလေကြောင်းထုတ်ပြန်ပါတယ်စစ်တမ်းကောက်ယူ24နိုင်ငံနဲ့19နိုင်ငံမှာထောက်ဝက်ကျော်က ကမ္ဘာ့အရေးမှာထရန့်ဦးဆောင်မှုကိုယုံကြည်မရှိကြောင်းတုံ့ပြန်ခဲ့ပါတယ်။ရွှေပြောင်းနေထိုင်မှုတွေရုရှားယူကရိန်းစစ်ပွဲတွေအမေရိကန်တရုတ်ဆက်ဆံရေးတွေကမ္ဘာစီးပွားရေးပြဿနာတွေအစ္စရေးနဲ့၎င်းရဲ့အင်ဒိယနိုင်ငံတွေကြားပြည်ပကရာသီဥတုပြောင်းလဲမှုတို့အပါအဝင်တိကျကိစ္စတွေမှာထရန့်ရဲ့ကန်တွယ်နိုင်စွမ်းပေါ်ယုံကြည်မှုအနေငယ်သာရှိတယ်လို့ဖော်ပြပါတယ်။ထရန့်ရဲ့အမူအကျင့်လက္ခဏာနဲ့ပတ်သက်ပြီးထရန့်ဟာမာနာကြီးကြီးအနေရရှိတယ်လို့အများစုကဖော်ပြပြီးရိုးသားသူဖြစ်မြင်တဲ့သူအလွန်နေပါတယ်။ ဒါပေမဲ့နိုင်ငံ16နိုင်ငံရှိလူများစုကတော့ Trump ဟာခိုင်မာတဲ့ခေါင်းဆောင်လို့တော့သတ်မှတ်ကြပါတယ်။မိမိကိုယ်ကိုလက်ရရင်လို့သတ်မှတ်သူတွေနဲ့ဥရောပမှာလက်ရရင်ပါတီပေါ်ထောက်ခံသူတွေက Trump ကိုကောင်းမြင်ပါတယ်။ American ပေါ်အလုံးစုံအစစ်သတ်မှတ်ချက်မှာပြီးခဲ့တဲ့နှစ်ဦးမှာစပြီး နိုင်ငံ15နိုင်ငံမှာကြာဆင်းခဲ့ရမက္ဆီကိုဆွီဒင်ပေါ်လန်ကနေဒါတို့မှာ20ရာခိုင်နှုန်းသို့မဟုတ်ဒီထက်ပိုပြီးအဆင့်သတ်မှတ်ချက်ကြာဆင်းခဲ့ပါတယ်။အစ္စရေးနိုင်ငံကြီးရဲ့တူရကီနိုင်ငံများရှိပြည်သူတွေကပြီးခဲ့တဲ့နှစ်ကစပြီးအမေရိကန်နဲ့ပတ်သက်ပြီးအဆင့်သိုးမြင့်သတ်မှတ်ခဲ့ပါတယ်။အစ္စရေးနိုင်ငံကြီးရဟန်ဂေရီအိန္ဒိယနဲ့ကင်ညာတို့မှာအရေးရောက်ပြီးသူထောက်ဝဲသို့မဟုတ်ဒီထက်ပိုတဲ့သူတွေကခရက်ကပ္ပရေကန်မှုကိုယုံကြည်မှုရှိကြောင်းဖော်ပြပါတယ်။ Furious စနကအခုစဉ်ခံစားရတဲ့2025ဇန်နဝါရီလရှိရနေ့မှာ AB26 ထိ မေဂန်မပါဝင်ပဲနိုင်ငံ24နိုင်ငံရှိလူပေါင်း2800ကျော်စစ်တမ်းကောက်ယူခဲ့တာဆိုပါလေအင်ဒိုနီးရှားလိုဗီချန်နိုင်ငံတိုင်းမှာကွင်းစစ်စစ်တမ်းကောက်ယူမှုကိုထရန်ရဲ့ဒုတိယတပ်တန်းကျက်သစာချင်းဆိုပြီးဇန်နဝါရီ20မှာစတင်ခဲ့ပါလေတွေ့ဆုံမိမအများစုကလည်းထရန်နဲ့ယူကရိန်းတပ်မှဇလန်စကီတို့ဖေဖော်ဝါရီ28မှာတွေ့ဆုံပြီးနောက်ထရန်ကကမ္ဘာတော်မှာရှိတဲ့နိုင်ငံတွေပေါ်ကုန်သွယ်ခွင့်လိုက်ချမှတ်မယ်လို့မကြေညာမီအီဗီနီယန်နဲ့မှာပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့စင်ခန်းစာမှာဖော်ပြထားပါလေနောက်ထပ်ဇင်ပို့ပြောချင်ပါတယ် ထိုင်းနိုင်ငံစီကအင်တာနက်ဓာတ်အဝယ်ယူမှုတွေရပ်တန့်တော့မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကဆိုပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြည်ကလေးလကလည်းဆက်လက်နက်ကန်ပြည်ပကအသေးစားတစ်ခုဖြစ်ခဲ့ပြီးကမ္ဘောဒီးယားစစ်သည်တွေတည်ဆုံတဲ့ဖြစ်နောက်ပိုင်းမှာကမ္ဘောဒီးယားဘက်ကခုလုံဆုံးဖြစ်လာပါကမ္ဘောဒီးယားဝန်ချုပ်ဟာမာနက်ကထိုင်းစီကနေအင်တာနက်ချိတ်ဆက်မှုနဲ့ဓာတ်အားသွက်တံဝယ်ယူမှုတွေရပ်တန့်တော့မယ်ဆိုတာ Facebook မှာဇွန်လ12ရက်နေ့ပိုင်းကအတည်ပြုသွားပါတယ် ထိုင်းဘက်ကအစွန်ရောက်မြင်ရှိတဲ့စုဖွဲ့တွေက ကမ္ဘောဒီးယားစင်အင်တာနက်နဲ့တအားယုံချမှုရပ်ဖို့လူမှုကွန်ရက်ပေါ်မှာသွေးထိုးတောင်းဆိုနေတာတွေ့ခဲ့ကြအောင်အဲ့တော့ထိုင်းဘက်ကလောဖောက်ကံဘက်တွေနဲ့ကမ္ဘောဒီးယားဘက်ကိုအဲ့ဒီထောက်ပံ့နေဖြတ်တောက်တင့်မတင့်ဇဝေဇဝါဖြစ်နေတာကျက်စီကျင်တာရဲ့ကမ္ဘောဒီးယားအနေနဲ့လိုအပ်တဲ့ဓာအားနဲ့အင်တာနက်ချိတ်ဆက်မှုတွေကိုကိုပိုင်ဖန်တီးနိုင်တယ်လို့ယုံကြည်တာကြောင့်ထိုင်းကိုဆက်မမီခူတော့ဖို့ဆုံးဖြတ်ကြောင်းဝန်ကြီးချုပ်ကရေးသားခဲ့ပါတယ် အဲ့ဒီဆုံးဖြတ်ချက်ကထိုင်းအနာပိုင်းအတွက်မလိုလားအပ်တဲ့အရှုပ်ထွင်းနဲ့ခက်ခဲတွေမျိုးဖြစ်စေတဲ့ကြေညာကိုပြောပြမိ့လက်တွေ့မှာတော့ထိုင်းဘက်ကဖြစ်တော့တာမျိုးမလုပ်ခင်ကမ္ဘောဒီးယားဘက်ကဝေယူမှုရပ်တန့်လိုက်တဲ့အိဗယ်ကပူဆန်ပါတယ်။နေဆက်ပြည်ထောင်နဲ့ပတ်သက်ပြီးနိုင်ငံစစ်တပ်တွေကတင်းမောင်းမှုရှော့ချဖို့ကြိုးစားပေမဲ့တခြားရှုတော့မှာတော့နိုင်ငံတကာစီးမြင်တဲ့ကန့်ညီတဲ့အရေးယူတွန့်ပြမှုကိုထိုင်းကစဉ်းစားနေကြောင်းသတင်းထွက်နေပါတယ်။အဲ့ဒီမှာကမ္ဘောဒီးယားဘက်ကအားနဲ့အင်တာနက်သွေးတန်းထောက်ပံ့မှုရပ်ဆိုင်ဖို့ဆိုတာလည်းဖြစ်နိုင်ခြေတစ်ခုပါ။ ဝမနကစာရနေစတဲ့ဝန်ကြီးချီရဗန်ဒက်ကကမောရီးယားရဲ့အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတွေ Fiber Internet ဂျိုးလိုင်းတွေ့တမှုကုမ္ပဏီတွေအားလုံးဟာထိုင်းစီကနေ bandwidth ဝယ်ယူမှုကိုရပ်တန့်တော့မှာဖြစ်တယ်ဆိုတာသူစီအတိပေးတင်ပြထားကြောင်းဆိုပါတယ်။စွန်းဆက်တော်ရဲ့မြတ်သောကောင်ရံမှာစာရင်တက်ဝင်လာမယ်ဆိုပါတယ်။နောက်ပြီးတထုနဲ့စွန်းရင်ဝန်ကြီးကီရိုရာတနက်ကလည်းကမ္ဘောဒီးယားဟာပြည်တွင်းသုံးပြမှုအတွက်ဖူလုံတဲ့တအားပမာဏအချို့ထုတ်လုပ်နိုင်စွမ်းရှိပြီလို့ဆိုပါတယ်။နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်။ အဲအိန္ဒိယလေယာဉ်ကြီးပြတ်မကျမီလေယာဉ်မှုက ရေပေါ်အကူအညီတောင်းခံခဲ့တယ်လို့ဆိုပါတယ်။အဲအိန္ဒိယလေကြောင်းလိုင်းမှာလေယာဉ်ဟာအဆောင်အပေါ်ပြတ်မကျမီလေမှာပဲလေယာဉ်မှုဟာအင်ဂျင်ပါဝါကြောင့်နေကြောင်းထိတ်တဲ့ကြောင်းကြခဲ့ပါတယ်။အဲဒီလေယာဉ်ပြတ်ကျမှုကြောင့်မြေပြင်အဆောင်အပေါ်ရှိလူတွေပါဝင်လူပေါင်း190ထက်မနည်းသေဆုံးခဲ့ပါတယ်။လန်ဒန်ကိုဥတီထွက်ခွာခဲ့တဲ့ Boeing 787 H twin liner မျိုးစားလေယာဉ်ဟာစွန်စနေနေ့ကအိန္ဒိယနိုင်ငံအာမတ်ဒါဘတ်လေဆင်းမှာထွက်ခွာပြီးစက္ကန့်ပိုင်းကြာမှာပဲ လူနေထူထက်တဲ့အစင်ချေဟုံးရုပ်ွက်တစ်ခုကိုပြက်ကြပြီးခြေသက်တူကလွဲပြီးတော့လရင်ပေါ်ပါသူအလုံးသက်ဆုံးရှုံးခဲ့ပါတယ်။ပြန်တန်းကြိမ်နာဤပေါင်းရှင်းောင်းနေရာပြည်တုံရှိတဲ့လရင်မူစမ်းမီစာပါဝေါ်ကလူနေအဆောက်အုံကိုလည်းပြတ်မကြမီမေဒီမေဒီအင်ဂျင်လုံးမလုပ်တော့ဘူးပါဝါကြနေတဲ့အထက်ကိုတက်မရတော့ဘူးလို့အရေးပေါ်ကူညီတောင်းခံခဲ့ပါတယ်။အဲနောက်လရင် AI 11 AI 171ပေါ်ပါလူ142ဦးနဲ့142ဦးတည်ဆုံးကြောင်းအိန္ဒိယကအတည်ပြုပါတယ်။ စီနီယာလင်မျိုးဆာရဘာနာဂါကယမန်နေ့ဒီဇင်ဘာကတောင်ကိုရီးယားမှာဂျေဂျူအဲလေဂျန်လိုင်းမှာလည်းပြကြမှုဖြစ်စဉ်ကဲ့သို့အင်ဂျင်တွေဟာနှောက်ကိုတက်မိပြီးခြုံရင်းချင်းဖြစ်နိုင်ကြောင်းဆိုပါတယ်ဗီဒီယိုဖိုင်ကြည့်ရတာတော့လေရင်ကနှောက်ကိုဝန်တက်မိပုံရပါတယ်စပြတ်တဲ့ချိန်မှာဘာမှမဖြစ်ဘူးလို့ဆိုပါတယ် University College Birmingham မှာလေကြောင်းစီမံခန့်ခွဲမှုဆိုင်ရာခရီးကားကတော့တမိုင်းကြောင်းအရာအရင်ကဒီတဝိုက်မှာငှက်နေတိုက်တဲ့ဖြစ်စဉ်အများကြီးရှိခဲ့တယ်။ဒါဖြစ်နိုင်ခြေတွေကတစ်ခုပါလို့ဆိုပါတယ် လက်ရှိမှာတော့လင်းရင်တောင်ပိုင်းမြောက်ရှိတဲ့ flat ပြားတွေနဲ့ပတ်သက်ပြီးလည်းမေးခွန်းထုတ်ခဲ့ပါတယ်ဒီ flat ပြားတွေကလင်းရင်ပြန်တက်နိုင်စေဖို့ကောင်းကောင်းဆက်မထွက်ဘူးလို့ထင်ကြည့်ပြကြပါတယ်လင်းရင်တောင်ပိုင်းရှိဒီ flat ပြားတွေကလင်းရင်ဥလိုမောစေတယ်မဟုတ်ငိုက်စေရမှာပန်ပိုးပြီးတဲ့အပိုင်းဖြစ်ပါတယ်ဒီအပိုင်းတွေလုံးမလုံးပါကလင်းရင်ဟာရက်တန့်သွားနိုင်တယ်လို့သိရပါတယ်